လေးရှားကမြန်မာအချင်းချင်းလူတက်မှုကနေမိမောင်းထိုးပြလိုက်တဲ့သတိထားဆင်ခြင်စရာများကိုမွေရဲမြေကိုစွန့်ပြီးနိုင်ငံရဲ့ချမ်းမရုံးကန်လုံးလုံးနေရတယ်ဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးလူပေါင်းစုံဇယိုက်ပေါင်းစုံနဲ့ဆုံရတာဖြစ်တဲ့အတွက်တော်ရုံဆိုရင်တိခတ်နိုင်စွမ်းရှိဖို့ကအရေးကြီးပါတယ်ဒေါသကိုရှေ့တန်းတင်ပြီးမှမာတင်နာရီမှားကြတဲ့အခါနိုင်ငံရဲ့ချကလူတွေမှာပိုဒုက္ခရောက်ရတယ်ရှင်အခုလည်းမလေးရှားနိုင်ငံဆာရဘန်မြို့မှာမြန်မာလူမျိုးအချင်းချင်းလူတက်မှုဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့တာပါ ဒီလိုတက်မှုမှာကျွလွန်သူကတော့အသက်16နှစ်သာရှိတဲ့မြန်မာနိုင်ငံသားကောင်းလေးပဲဖြစ်ပြီးအသက်ခံရတဲ့သူကလည်းအလားတူမြန်မာလူမျိုးတူပဲဖြစ်ပါတယ်။ဘာကြောင့်လူတက်မှုဖြစ်ရလဲဆိုတဲ့ကိစ္စကတော့အတိအကျဖော်ပြထားခြင်းမရှိဘူးရှင်။ဒါပေမဲ့နေဆက်သူတချို့ကတော့တောင်ရင်ဆိုင်ရင်နဲ့မူယူပြီးလက်လွန်သွားတာဖြစ်တယ်လို့ပြောထားကြပါတယ်။မလေးရှားနိုင်ငံဟာတရားဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်တဲ့အတွက်လူသက်ကြောင်ပြစ်မှုထင်ရှားရင်ကျိန်တန်12ချက်နဲ့ထောင်တန်အနှစ်40ထိချမှတ်နိုင်ပါတယ်။မလေးရှားမှာကကျိန်တန်3ချက်လောက်နဲ့ဆိုရင်တော့မနေ့ခန်းစားရတာမလို့ကျိန်တန်12ချက်သာ ဆိုရင်တော့တရခန်ကောင်လေးရဲ့ဘဝကလည်းမတွေ့ရဆရာပါပဲအမှုကို shop ပေးနိုင်လောက်မဲ့အချိန်လေးရှိရင်တော့တေချာတာကတော့တရခန်ကောင်လေးကသူ့ဘဝတက်တန်းတစ်ဝက်လောက်ကိုထောင်ထဲမှာကုံဆုံးသွားရမှာပဲဖြစ်ပါတယ်ဒီအမှုမှာတိတ်ဆုံးသူရောတရခန်ကပါကိုလူမျိုးတွေဖြစ်တဲ့အတွက်နှစ်ဖက်စလုံးဘက်ကနေဆဲမကောင်းဖြစ်ရတာကတော့အမှန်ပါပဲ ထိတ်ဆုံးသူဘက်ကနေလည်းချင်ရဲ့မိသားစုတွေအတွက်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ရသလိုကျွလွန်သူဘက်မှလည်းအသက်ငယ်ငယ်ရွယ်ရွယ်လေးမလို့သူ့ကိုမိခုံနေရတဲ့မိဘတွေရှိရင်လည်းတကယ်ရင်နာစရာကောင်းလာပါတယ်။ဒါကြောင့်ပြည်ပရောက်မြန်မာတွေအနေနဲ့ဆင်ချင်းတုံတရားလက်ကင်ထားပြီးဒေါသရဲ့တားကောင်ဖြစ်မသွားစေဖို့သတိပြုရမှာဖြစ်ပါတယ်။မြမအချင်းချင်းကိုကြီးရိုင်းပင်းချဖို့လိုအပ်ပြီးမဟုတ်ရင်တော့အခုလိုမျိုးမဖြစ်တဲ့ကိစ္စတွေဖြစ်ပြသွားနိုင်တာပါပြည်သက်တို့လည်းဒီအမှုကိုသင်ခန်းစာယူကနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်ဂျင်အပြည့်သက်များအလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ